်ကလာပေလီတရာပတ်သွားတဲ့ပါရမီလမ်းမီပွိုင်းနဲ့ကန်တုမာလန်းစုံနာမကဆိုင်ကန်းလေးတွေကိုဒီနေ့မီးလောင်တဲ့မြင်ကွင်းမှာရန်ကုန်တိုင်းဒေသကြီးတောင်ဩကလာပါမြို့နယ်ငါရက်ကွယ်ပါရမီလမ်းပေါ်မှာဒီနေ့အော်တိုဘာလ20ရက်ညနေ4:00နာရီ16မိနစ်ခန့်ကမီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ် အဲ့ဒီမီလောင်မှုတရင်ရရှိပြီးတဲ့နောက်မှာတော့တောင်ဩကလာပါမျိုးနဲ့မိသက်စကံမှာမိငိမ့်တရင်နှစီရေတရင်တစီရန်ကိမျိုးနဲ့မိသက်စကံမှာမိငိမ့်တရင်တစီရန်ကုန်နိုင်ကိုညင်မှုအတဲမှာမိငိမ့်တရင်တစီနဲ့စီပင်မှာမိသက်ရင်တစီတို့အပါအဝင်မိသက်ရင်အုပ်စုများချက်ချင်းထွက်ခွာပြီးငိမ့်တက်ခဲ့ကြတယ်လို့သိရပါတယ်မိလောင်မှုဖြစ်ပွားပြီး7မိနစ်အကြာညနေ၄နာရီ 29မိနစ်အချိန်မှာတော့မီးကိုထိန်ချုပ်နိုင်ခဲ့ပြီလို့ဆိုပါတယ်။ညနေ4နာရီ36မိနစ်မှာမီးလုံးဝငြိမ်းသွားကြောင်းသိရပါတယ်။မီးလောင်မှုအချိန်တွေကိုတော့အချိန်တော်အတွင်းထိရောက်စွာငြိမ်းသက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။